ready make ကိုမှအထင်ကြီးရခဲ့ပေါ့เนาะဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲဆိုတော့ Emily hey အင်ဂျီလေးကိုလက်လာလေးချုပ်ပေးနော်တတတရရလေး ready make လို့ပုံလေးတို့ Emily သူဟာ ready make တောင်မှဒီလောက်ပဲဈေးပေးရတာသူတို့ချုပ်ခါဒီလောက်ပေးရသလားပေါ့အဲ့လိုပေါ့ customize လုပ်တာကိုတန်ဖိုးမထားတဲ့ခက်လူတိုင်းကနိုင်ငံခြားလာတဲ့ ready make ကိုမှတန်ဖိုးထားပြီးဝတ်တဲ့ခက်ကိုဒီဇိုင်နာတွေအားလုံးကမောင်နှမတွေအကောင်လုံးကတက်ညီလက်ညီစူးစမ်းပြီးတော့မှဟိုခဲ့ရပေါ့နော် အဲ့တော့လူတွေကနေညလာတဲ့အဝတ်အစားတွေကိုအချင်းကြီးတယ်ပေါ့နော်အဲ့တော့တဖြည်းဖြည်းနဲ့မှ customize စာ ready to wear ထပ်ပို့ပြီးတော့မှဝတ်ရတာတံပိုးရှိတယ်တံပိုးထားတက်လာကြတာပေါ့အဲ့တွက်လာတဲ့အားလုံးကတော်တော်များများဟိုဘယ်လိုခေါမလဲပထမပိုင်းမှာစီးပွားမဖြစ်ကြပါဘူးဟုတ်တယ်ဟိုဝတနာအရပေါ့နော်အဲပိတ်စားဖို့တဲ့ချက်ခဈေးကြီးရဲဆိုတာတော့မှ transfer ပြီးပြောခံရတာလေအဲ့အမှန်တိုင်းပြောရင်တော့လေဟိုအစတော့ကတော့မောင်မောင်တွေ ပို့ရောက်ကအကောင်လုံးတက်ညီလက်ညီလောက်ကြမယ်ဆိုပြီးတော့ကျန်တဲ့ရှစ်ယောက်ကအရန်ညီတယ်အမောက်ပဲအနောက်မှာကြံကြံခဲ့တာကြံကြံခဲ့တယ်ဆိုတာလေဟိုအလုံရှုပ်တယ်ဆိုတာထက်တချို့လူမှုရေးတွေသိရမလားဟိုပြီးတော့ကိုမိတ်ဆွေတွေရဲ့အနီးကနှိပ်စက်တဲ့အမှုတွေနဲ့ဘာကလရှင်မှအစ်စ်မလုံနိုင်မလုံနိုင်တော့ဒီပွဲမတိုင်ခင်လေးကိုထွက်ထားတဲ့ကလရှင်လည်းကထုတ်ထွက်ပြီးသားဟုတ်ပဲရှုမှပြရမယ်သဘောဖြစ်နေတာပေါ့လေဒါပေမဲ့ကံကောင်းတဲ့တစ်ခုက ဲ့ collection ကတော်တော်ကြီးရယ်ပေါ့နော်အထည်အရေးအတွက်ဒီ star look တွေအများကြီးဆိုတော့ဟိုတချို့ဟာလေးတွေကအကြံနေသေးတာပေါ့နော် launch မလုပ်ရသေးဘူးဒီမရောရသေးဘူးဆိုတော့အကြံနေသေးတော့အဲ့လေးပဲပြပေါ့တကယ်တော့လည်းအလုံးကအစ်စ်လုပ်ချင်တယ်နောက်တစ် season မိချင်တာပေါ့အခုတော့လည်းမမိလိုက်ဘူးပေါ့အဲ့ကမ်းပါရောကမ်းရေးချင်ဘူးပေါ့ရှာဒီ color theme ကတော့ပြီးခဲ့တဲ့ cruise collection ဆိုတော့ဟိုဖြူတွေအပြားတွေ များပါတယ်အဲ့ဟို natural color တွေများတယ်ဖြူတွေပြားတွေနဲ့ပြားတွေဟုတ်အဲ့လိုပေါ့ cruise collection ဆိုတော့လေပြီးတော့ stripe လေးတွေစင်းလေးတွေပြီးတော့ cotton လေးတွေဟောဘာဝင်လို့ရတာဟာပေါ့နောက်ဆုံးကျတော့လေဘာမှပြမှာ for winter လည်းမရှိသလောက်ရှားတယ်ဆိုတော့အားလုံးက spring summer အ cruise ဒီ collection လောက်ကိုပဲဒီမှာအဆင်ပြေအောင်ရသေးလို့နဲ့ကြိုင်အောင်ထုတ်ရတဲ့သဘောရှိရပါဘူး international collection နဲ့တော့တော်လို့မရဘူးเนาะ မှန်တမ်းပြောရင်အဲ့ဒါကြီးရလေတော်တော်ကိုစူးစမ်းလုံးမ်းယူတာเนาะပေါ့လုံးခဲ့တဲ့ဒီအလုပ်တွေကိုသူတွေစာတူတူလုပ်ကြတော့ငါဆိုရင်မှန်တမ်းပြောရင်အရင်တော့အဲ့ဘက်ကမိတ်ကပ်ပါတစ်ဆိုတော့ဒီလုပ်ထဲမဝင်ဘူးပုံတော့ကအရင်လုံနေနေပြီပေါ့เนาะအဲ့ဘက်ကတော့သူတို့မျိုးစုံလေးလောက်ပဲလုံနေတဲ့အချိန်ပေါ့အဲ့လိုအချိန်မျိုးမှာကြတော့လူတွေကအဲ့ဒီခစ်တခစ်ရှိခဲ့တယ်ညငယ်နေပေါ့20အစိတ်ပေါ့ ready make ကိုမှအထင်ကြီးတဲ့ခက်ပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဆိုတော့ Emily hey အင်ဂျီလေးကိုလက်လာလေးချုပ်ပေးနော်တတရရလေး ready make လို့ပုံလေးတို့ Emily သူဟာ ready make တောင်မှဒီလောက်ပဲဈေးပေးရတာသူတို့ချုပ်ခါဒီလောက်ပေးရသလားပေါ့အဲ့လိုပေါ့ customize လုပ်တာကိုတန်ဖိုးမထားတဲ့ခက်လူတိုင်းကနိုင်ငံခြားလာတဲ့ ready make ကိုမှတန်ဖိုးထားပြီးဝတ်တဲ့ခက်ကိုဒီဒီဇိုင်နာတွေအားလုံးကအမောင်နှမတွေအကုန်လုံးကတက်ညီလက်ညီစူးစမ်းပြီးတော့မှဟိုကဲရပါတော့เนาะဟုတ်တယ်ဟုတ် ခဲ့ရတယ်ဆိုတော့အဲ့တော့ကလည်းအမတို့တွေကိုတိုင်ကလည်းအခုလိုအစင်းနဲ့ဝက်ပီတာ ready to wear တွေပါတယ်လေမထုတ်ဖြစ်ကြသလိုအဲ့ဒီတုန်းကကြတော့လေအမနိုင်ပြောရင်ဒီလိုခစ်မီတဲ့ခစ်ဆန်တဲ့ဘောင်းမီတွေစကတ်တွေဆိုတာကလည်းအမျိုးသမီးတိုင်းဝတ်တဲ့အလေးထားမရှိခဲ့ဘူးခစ်မီလူခစ်ခစ်ဆန်တဲ့လူတွေပဲဝတ်တယ်အများသောအားဖြင့်မြန်မာအင်ဂျီနဲ့ထမင်ဝတ်တာဆိုတော့မြန်မာအင်ဂျီဆိုတာကလည်းခန္ဓာကိုယ်နဲ့အတိဝတ်ကြရတာဆိုတော့အားလုံးကအနည်းနာရက်ွက်ထဲမှာဖြစ်စေထဲမှာဖြစ်ဆက်ချုပ်ဆိုင်တွေမှာ ကိုနဲ့နီးစပ်ပတ်သက်ရဆိုင်နေမှာပဲကိုတိုင်းနဲ့ချုပ်ဝတ်ကြတဲ့ခစ်ပေါ့နော်အဲ့ဒီအချိန်ဆိုတော့လေဟိုဒီဇိုင်နာတွေစီကိုသွားမရှိသေးဒီဇိုင်နာဆိုတဲ့ profession ကြီးတစ်ခုဟာမရှိသေးသလိုအဲ့တော့လူတွေကနေကြလာတဲ့အဝတ်အစားတွေကိုအချိန်ကြီးတယ်ပေါ့နော်အဲ့တော့တဖြည်းဖြည်းနဲ့မှ customize ရ ready to wear ထပ်ပို့ပြီးတော့မှဝယ်ရတာတံပိုးရှိတယ်တံပိုးထားတတ်လာကြတာပေါ့အဲ့အတွက်လည်းအားလုံးကတော်တော်များများ ဟိုဘယ်လိုခေါ်မလဲပထမပိုင်းမှာစီးပွားမဖြစ်ကြပါဘူးဟုတ်တယ်ဟိုဝါသနာအရာပေါ့နော်အာပိတ်ဆပ်ဖို့တဲ့ချက်ခဈေးကြီးရဲဆိုတော့မှထမ်းလို့ပြီးပြောခံရမှာလေတကယ်တော့အဲ့ပိတ်ဆပ်ယူတကယ်လို့ဒီဒီချုပ်ပေးတဲ့လူတွေကမချုပ်ထားဘူးဆိုလို့ရှိရင်အဲ့ပိတ်ဆပ်တကယ်ပတ်ဝတ်ပြီးတော့ထွက်သွားလို့မှမရတာနော်အဲ့တော့ပညာရှင်ရဲ့တန်ဖိုးဒီပညာကိုလေ့လာစီးပူးထားရတဲ့အဲအရင်းနှီးထားရတဲ့အချိန်တွေငွေတွေပညာတွေပြီးတော့နောက်တစ်ခုက ဒီအထည်တစ်ခုချုပ်ဖို့ဆိုတာနေရာလည်းလိုသေးတယ်ဝန်ထမ်းတွေလည်းလိုသေးတယ်เนาะပြီးတော့ဟိုအဖက်ဖက်က accessory စီအကုန်လုံးကိုလည်းအဲ့ဒါတွေလည်းတောင်းရသေးတယ်အောက်နောက်လည်းတောင်းရတယ်အချိန်လည်းပေးရတယ်ဆိုတော့ဒါဒီဖန်တီးထားတဲ့ပညာရှင်တဦးတယောက်စီရဲ့အမှုပညာကြီးနဲ့ရင်းနှီးစိုက်ထုတ်မှုအများကြီးရှိတယ်ပေါ့เนาะ အဲ့ဒီရတံပိုးတွေပေါ့အဲ့ဒါတွေကိုကြတော့လူတွေကကြတော့တွက်ဖို့ထက်ကစမာတွေကဟိုးလုံးอ่ะပေါ့လေနားမလည်ခဲ့ကြတော့အဲ့လိုမျိုးလေးရှိတာပေါ့ဒါကလည်းကိုကတံပိုးထားကြအောင်ပြောပြရတာပေါ့ဒီကပြီးတော့အခုဆိုလို့ရှိရင် brand နဲ့အကောင့်လုံးကဟိုဒီဘလို့ခေါ်မလဲ behind the scene ရဲ့ video တွေဒီတင်ကြတယ်တင်ကြတယ်ဆိုတော့အမောလည်းတွေးမိတယ်ဘာလို့တင်တာလဲဒီ video တွေကိုဆိုတော့ကိုနီးပညာတွေအကောင့်လုံးကကြည့်လို့ရတယ်တွခိုးလို့ရတယ်ယူလို့ရတယ်ဒီပညာတွေပြန့်ပွားရတယ်ပေါ့နော် အဲ့မဲ့သူတို့တွေကလည်းလဲဟိုဖြတ်တစ်ဖြတ်လေးတွေပဲတင်ကြတာပေါ့နော်ဒါပေမဲ့အဲ့လိုမှမတင်ဘူးဆိုလို့ရှိရင်ရုတ်တရက်ကြီးလိုက်လို့ရှိရင်ဒါဘယ်လိုလုပ်ထားရလဲဆိုတာမသိတဲ့အတွက်တမိုးမထတတ်ဘူးအော်ဒီလောက်သေးစိတ်ပါလားဒီလောက်ချိန်ပေးရပါလားဆိုတော့ဒီပစ္စည်းတွေဒီလိုတွေတောင်းရပါလားဆိုတာသိရနားလည်လာတဲ့အချိန်မျိုးမှာမှအော်ဒါတာမိုးထားတာကမှသိရဆိုတော့ brand တွေကသူတို့ရဲ့ဒီ behind the scene ဗီဒီယိုလေးတွေဗာလေးတက်ပုံလေးတွေတင်ကြတယ်တင်ပြီးတော့ဒီစတိုရီကိုပြောကြတယ်ပေါ့နော်နောက်ဆုံးကျတော့လေ fashion ကဟိုတော်တော်များများဟိုဘယ်လိုခေါ်မလဲဒီဖန်တီးမှုရဲ့အပြင်ကိုသူ့ရဲ့အနောက်က story telling ပေါ့ဒီစတိုရီကိုပြောပြကြတာပေါ့လေအဲ့တော့တဖြည်းဖြည်းနဲ့လူတွေကအဲ့ဒီတဘူထားနားလည်လာကြတယ်ဟိုအားလုံးဆိုလိုတာမဟုတ်ပါဘူးသိပြီးတဲ့လူတွေသိပြီးသလိုပေါ့နော်ဟိုဟိုတစ်ခါတလေအလံဝေးနေတဲ့ဒီ fashion နဲ့ပတ်သက်တဲ့ knowledge တွေနေအလံဝေးတဲ့ သူတွေလည်းတဖြည်းဖြည်းနဲ့ပို့ပြီးသိလာရင်းနှီးလာကြတာပေါ့အဲ့လိုနဲ့တဖြည်းဖြည်းနဲ့အော်တိုဒီဖက်ရှင်လောကကြီးကရှင်သန်လာတယ်လို့ပြောလို့ရတာပေါ့ဒါနေဖို့ဆိုတော့အာတူချင်းတယောက်ချင်းစီပေါ်မှာပဲမူတည်ပါတယ်ဒါကိုကိုကိုပဲအရင်ပြန်စဉ်းစားကြည့်တာပေါ့လွန်ခဲ့တဲ့နှစ်ပေါင်း20လောက်ကနေအခုနေ့လပအိုတမိုးထားတာချင်း ခံယူတာချင်းကြိုက်တဲ့အကြိုက်ချင်းအမြင်ချင်းဘာမှမတူတော့ဘူးမလားဟုတ်တယ်မတူတော့ဘူးအရွယ်ရလာတဲ့နေ့အမြကိုတက်တောင်းတက်တာရှိဖို့သူများအမြင်မှာတင့်တယ်ယုံစက်တည်ရှိယုံဟိုအလုတ်နဲ့အဝင်ဝင်ကြဖြစ်ယုံဖက်ရှင်တို့အလပတ်တို့ပဲဦးစားပေးတော့တယ်လေငယ်တုန်းချိန်တုန်းကတော့အဲ့လိုမဟုတ်ဘူးဟုတ်တယ်တကူးတကဒီအတွက်ကိုလုံးပန်းနေ အချိန်ပေးကြရဲ50လောက်ဖြစ်ပါတော့နော်50လောက်80 80လောက်ဖြစ်သွားတယ်80အကြာလေးမော်ရယ်ပါပါတော့အယောက်80လောက်ဖြစ်သွားအယောက်80ဆိုတော့အဲ့ဒါလေလို့ပဲမြန်မာပြည်မှာဒီ morning industry မှာမော်ရယ်အဲ့လောက်အများရဖို့ဆိုတာပြောတော့မပြောလဲဘူးတဖြည်းဖြည်းနဲ့မော်ရယ်လေးကလည်းနည်းလာပြီလေအိမ်အောင်ကြတဲ့လူကကြတယ်နော်နိုင်ငံထွက်သွားတဲ့လူကထွက်သွားတယ်ဆိုတော့မော်ရယ်နည်းလာပြီဆိုတော့ရပါမလားပေါ့တဖြည်းဖြည်းနဲ့တော့ပြိုင်ပွဲရှိတယ် နော်မစ္စတာရီမစ္စတီပြန်ခွဲရရှာပြန်ခွဲရလည်းထွက်ပါတယ်အဲ့ဒါဒီကလည်းကြိုးစိုးဖို့ကောင်းပါတယ်နော်အားလုံးမှမကန်ကန်နဲ့တန်တန်ရှင်းရှင်းနဲ့စူးစမ်းပြီးတော့လောက်ကင်ရမယ်ဆိုရင်လေအဲ့တော့ model ရီအားလုံးဖြစ်သွားတယ်တဖြည်းဖြည်းနဲ့မြန်မာ model ကလေးတွေရဲ့ standard ကလည်းတဖြည်းဖြည်းမြင့်လာတယ်ပေါ့နော်ပြီးတော့ grooming ကလည်းပိုကောင်းလာတယ်အဲ့ဆိုအရင်တုန်းကထက်စားလို့ရှိရင်အသုံးဆောင်ပစ္စည်းတွေအေးတိုးတက်လာတယ်အဲပြီးတော့ဟိုစေးပညာတွေတိုးတက်လာတယ်ဆိုတော့မလာတဲ့နေရာလဲလာအောင်ပြင်လို့ရတယ်เนาะအကောင်လုံးကအသားအရောင်တွေဘာတွေရစ เนาะနောက်ဆုံးဒီ grooming ကတော်တော်ကောင်းလာတဲ့အတွက်ဟိုမြန်မာကလေးတွေကတခါလေရုပ်တရက်ပွဲတွေဘာတွေမှာတွေ့လိုက်လို့ရှိရင်ရုပ်တရက်ကြည့်လိုက်လို့ရှိရင်ဟိုအင်းကြီးချင်းနိုင်ငံတိုးတက်နေတဲ့နိုင်ငံကလေးတွေအေး model တွေမင်းသမီးတွေလာအောင်မေ့ရတယ်ဝတ်တာစားတတ်လာတယ်အဲ့ဒါတွေကလည်းအများဝမ်းသာကုန်ယူဖို့ကောင်းပါတယ် တော့เนาะဘာဖြစ်လို့တော့ထွေထွေထူးထူးမရှိပါဘူး model တွေပါပဲဟုတ် super model တွေပေါ့เนาะဟုတ် model ဆိုတာလည်းပါတဲ့မင်းသမီးဆိုတာလည်းရင် model ကောင်းကနေလာတဲ့မင်းသမီးတွေပဲပေါ့เนาะအဲ့ဒါမှလည်းအဆင်ပြေမှာပေါ့တရုပ်ဆောင်တဲ့ model ဆိုတာကလည်းအမှန်တိုင်းပြောရင်တော့တစ်ထပ်တည်းမတူဘူးလေ model ဘောကလာတဲ့မင်းသမီးတွေကြတော့လည်းဟို fashion show ကိုဒီအဝတ်အစားတွေကို carry လုပ်နိုင်တယ် fashion ကိုပို့ပြီးတော့နားလဲတယ်အရအမောင်းရအဖြစ်လဲ model တွေနဲ့ရောပြီးတော့မှတူတူရှောက်လို့ရတယ်အဲ့ဆိုတော့အဲ့လို model model တဖြစ်လဲပေါ့နော် model တစ်ချိန်တော့ model လုပ်ခဲ့ပြီးလေအဲ model ဘောကနေအောင်မြင်သွားတဲ့တရုပ်ဆောင်ကြီးတော့ပါမယ်ဟုတ်အဲ့လောက်ပါအာဒါမင်းသားပေါ့စာလေးတွေပါမယ်ထင်တယ်ဟုတ်ကိုပြီးဆိုးရောင်းမှာပါလိမ့်မယ်ဟုတ်မင်းသားကြီးမပါပါဘူးဒါကတော့အမတို့မောင်နှမတွေအကောင်ဆုံး၉ရောက်ပါလေဒါအသင်းမှာတော့အများကြီးပေါ့ဒါကတော့လေ၉ရောက်ကအရင်စွန့်ပြီးတော့မှစမ်းကြည့်ကြပေါ့ ဒါဒီမှာတော့အခက်ခဲတွေအများကြီးမတို့ရင်ဆိုင်ကြုံတွေ့ရတယ်ဆိုတော့လေအသင်းတစ်ခုလုံးဆိုရင်တော့မတို့ပိုခက်ခဲမှာပေါ့တကယ်တော့အမှန်တမ်းပြောရင်အသင်းတစ်ခုလုံးနဲ့လှုပ်ချင်တာပါဟိုရင်တော့လှုပ်ခဲ့သလိုပေါ့အကြီးကြီးတွေပွဲတွေပေါ့လေဒါမဲ့လည်းဟိုလက်လျှော့လာဆိုလည်းမလျှော့ပါဘူးအားလုံးစူးစမ်းကြရမှာပေါ့အခုလုံးလုံးဆိုတော့ဒီကိုရောက်နေအရင်စုပြီးစမ်းလှုပ်ဖြစ်တဲ့ပွဲလေးနှစ်ပွဲရှိပြီပေါ့လေဒီပွဲလေးမှာအားလုံးကြံတဲ့အသင်းအဖွဲ့အမုံတို့မတွေအကုန်လုံးကကြံတဲ့ fashion ဝန်ဆောင်တာပါတဲ့ဒီလုပ်ငန်းကိုလုပ်နေတဲ့ ဟိုဘယ်လိုခေါ်မလဲလုပ်ငန်းတူညီကိုမောင်နှမတသားသမီးတွေအားလုံးရောဖက်ရှင်ကိုချစ်မြတ်လို့တဲ့မိတ်ဆွေတွေအားလုံးရောအမတို့ဒီပွဲကိုလာရောက်ဖို့ဒါမှမဟုတ်လည်းမလာနိုင်ဘူးဆိုလည်းနေရတပည့်သားသမီးတွေမိတ်ဆွေတွေအကောင်လုံးလည်းဒီဘယ်လိုခေါ်မလဲဒီမီဒီယာအသီးသီးကနေကြည့်ရှုဖို့အမတို့ဖိတ်ခေါ်ပါတယ်အမတို့ဟိုဘယ်လိုခေါ်မလဲဒီပွဲအတွက်အခုလိုတကူးတကား ဟိုအချိန်ပေးပြီးတော့အများအားန်းကုညီစောင့်ရှောက် MBO ဘက်ကတာဝန်ကြီးသည်ရှိမကြီးသည်ရှိတော့ဒါပေမဲ့အများအားန်းတက်တက်ကြွကြွနဲ့ဝိုင်းဝန်းပြီးတော့မှဒီလိုပြည်သူတွေဒီမိတ်ဆွေတွေအကုန်လုံးနဲ့အများအားန်းပေါင်းကူဆက်သွယ်ပေးတဲ့မီဒီယာဆရာဆရာမတွေအားလုံးကိုလည်းကျေးဇူးတင်နေအသိဆောင်အမှန်ယွင်းရှိလို့ရှိရင်လည်းခွလွတ်ပါလို့လူညွတ်မြတ်တရားခံတောင်းပန်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်